်မင်္ဂလာပါရှင်။2025ခုနှစ်ဇွန်လ6ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။ကိုနှစ်ရွယ်မိန်းကလေးငယ်တဦးအာရမပြုကျင့်တပ်ဖြတ်ခံရမှုမှာတန်ရတရခန်ရှိဦးကိုအေအေကဖမ်းဆီးစစ်ဆေးနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ခြံအမတ်54ကိုမဖြစ်ဖြစ်တဲ့နီးနဲ့ထဝက်ပိုင်းရောင်းရန် အကိုဖြစ်သူဦးအောင်ဆန်းဦးရဲ့ရှောက်ထားချက်ကန့်ကွက်ခံလိုက်ရပါတယ်။ နှထိုးကြီးမှာထိတွေ့တိုက်ပွဲဖြစ်ပြီးတော့စစ်ရှုံကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးသွားပါတယ်။အပြည့်ရက်စစ်တပ်ကနောင်ချိုမြို့ကို လက်နက်ကြီးပစ်ခတ်တာကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များနဲ့ဖုန်ကြီးကြောင်ပျက်စီးသွားပါတယ်ရှင်။မြန်မာနိုင်ငံတဝန်းတိုက်ပွဲများအတွင်စစ်ကောင်စီတပ်မှဗိုလ်မှူးချုပ်အဆင့်၂ဦးအပါအဝင်စစ်အရာရှိ၁၈ဦးသေဆုံးပြီးဒုဗိုလ်မှူးကြီးတအူး စစ်တုပ်ပန်းဖြစ်ဖမ်းဆီးခံထားရပါတယ်ရှင်။ဒီတဲ့တင်နဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်တဲ့ဒီပုတ်အနေနဲ့မင်းပြမြို့နယ်မှာဖားပြိုကျေးရွာမှာအသက်9နှစ်အရွယ်မိန်းကလေးငယ်တဦးကိုအာရမပြုကျင့်တပ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့တန်တရားရှိစရာရှိဦးကိုတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ DLEPS က ဖန်စီစစ်ဆေးနေကြောင်း ULAAA ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခါကမနေ့ကထုတ်ပြန်ထားပါတယ်။ဒီမှုကဧပြီလ6ရက်နေ့ကဖြစ်ပွားခဲ့ပြီးကျူးလွန်ခံရသူရဲ့ရုပ်အလောင်းကို ရွာအနီးမှာရှိတဲ့တစ်ပင်မှာကျိုးဖြစ်တွဲလောင်းချီထားခဲ့တာကြောင့်ဒေသခံတွေအထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ကနဦးမှာအသက်30အရွယ်အမျိုးသားတအုပ်ကိုဖမ်းဆီးခဲ့ပြီးနောက်ထပ်ဆက်ဆက်တရက်ခံတွေကိုထပ်မံဖမ်းဆီးခဲ့တာလို့သိရပါတယ်။ အောက်စုဘက်ကျူးလွန်ခဲ့တဲ့သဘောပဲကျွန်တော်တို့ကဒီအမှုကိုလူသိရှင်ကြားနဲ့ထိထိရောက်ရောက်အရေးယူပေးဖို့ပြောကြင်ပါတယ်လို့ရခိုင်ဒေသခံတည်င်းအရင်မြစ်ကလည်းပြောပါတယ်တန်တရားတရားခံရှစ်ဦးကို DLEPS ကပေါ်ထုတ်ဖန်စီထိန်ထိန်ထားပြီးတရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရေးဥပဒေနဲ့အညီဆောင်ရွက်နေကြောင်းအရခတက်တော်အေအေပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခါကတည်င်းထုတ်ပြန်ထားပါတယ်မင်းပြမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အဲ့ဒီအမှုကကျူးလွန်ခံရသူနဲ့မိသားစုဝင်များသာမှကလူအဖွဲ့အစည်းတစ်ခုလုံးကိုချင်းချောင်းနိုင်တဲ့ကြီးလေသောရာဇဝတ်မှုဖြစ်ပြီးဥပဒေအောက်မှာအကြီးမားဆုံးပြစ်ဒဏ်ချအရေးယူပေးရန်ရခိုင်အရက်ဖတ်အဖွဲ့အစည်း၁၁ဖွဲ့ကမေလ၁၁ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အမှုနဲ့ပတ်သက်ပြီး စစ်စစ်ဆက်ဆက်ဗမ်းမလိုက်ပဲအချိန်နဲ့တပြေးညီစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးပြစ်မှုကျူးလွန်သူတွေကိုဖော်ထုတ်ကပြစ်မှု short ပေါ့လွတ်ငြိမ်ခွင့်မရှိပဲဥပဒေအောက်မှာအကြီးအမားဆုံးပြစ်ဒဏ်ဖြစ်အရေးယူပေးရန်ကျူးလွန်ခံရသူနဲ့မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးအာမခံပြီးစီရင်ချက်ချမှတ်ပေးရန်ရခိုင်ဒေသနှင့်အမျိုးသမီးများနဲ့ ကလေးငယ်များပေါ်အကျန်းဖတ်မှုများကျူးလွန်ခြင်းများနောက်နောက်မဖြစ်ပွားရအောင်ထိရောက်တဲ့ကာကွယ်တားဆီးပေးတဲ့လုပ်ငန်းစဉ်များချမှတ်ပေးရန်တို့ကိုတောင်းဆိုခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ခြံမ54နေအိမ်ကိုမြေတဝက်ခွဲ၍ရောင်းချရန်အကိုဖြစ်သူဦးအောင်ဆန်းဦးရဲ့ရှောက်ထားမှုအပေါ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့ကြောင်းသိရပါတယ်နိုင်ငံတော်အတိုင်းအမြခံပုတ်ကိုတောင်အောင်ဆန်းစုကြည်ရဲ့အရှိန်အဖွဲ့ကဥအောင်ဆန်းဦးရဲ့ရှောက်ထားမှုကိုမနေ့ကဇွန်လ9ရက်နေ့ကကမာရုတ်ခရိုင်တရားရုံးမှာကန့်ကွက်လွာတင်သွင်းခဲ့ကြောင်းရှိန်အဖွဲ့နဲ့နှိစက်သူတွေထံကနေသိရပါဗျ။ကန့်ကွက်လွာတင်သွင်းမှုနဲ့ပတ်သက်ပြီးတော့လာမယ့်ဇွန်လဒုတိယအပတ်12ရက်နေ့မှာတရားရုံးကအမိန့်ချမှတ်ရန်ချိန်ဆခဲ့ကြောင်းလည်းသိရပါဗျ။ဥအောင်ဆန်းဦးကခြံမှတ်54ကို လေးချိန်တိုင်းလေလံတင်ရောင်းချခဲ့ပြီးရောင်းမထွက်တဲ့အတွက်ခြံတဝက်ကိုအရင်ရောင်းချပီးရန်မေလအတွင်းကပြုလုပ်ခဲ့တဲ့ရုံးချိန်မှာရှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုလေးချိန်မြောက်လေလံပွဲပြက်ပြီးရဲ့နောက်မှာဥအောင်ဆန်းကဒေါ်အောင်ဆန်းစုကြည်ဘက်ကလေလံကြမ်းခင်းစေးတတ်မှတ်ပီးရန်တင်ပြခဲ့ကြောင်းလည်းသိရပါတယ်။ဥအောင်ဆန်းကပြီးခဲ့တဲ့မေလ29ရက်နေ့ကပြုလုပ်ခဲ့တဲ့ရုံးချိန်မှာမြေ1.93အေကကျယ်ဝန်းနဲ့ ခြံအမှတ်54နေအိမ်ကိုဒေါအောင်ဆန်းစုကြည်နေထိုင်တဲ့နေအိမ်အပိုင်းကိုခြံပြီးတော့မြေကွက်ကိုအရင်ရောင်းချပေးရန်တောင်းဆိုလာတာလည်းဖြစ်ပါတယ်။အဲ့ဒီတောင်းဆိုချက်ကိုဒေါအောင်ဆန်းစုကြည်နဲ့တွဲဆောင်ခွင့်မရတဲ့အတွက်ရှေ့နေအဖွဲ့ကတရားရုံးကိုကန့်ကွက်စာတင်ခဲ့ကြောင်းလည်းသိရပါတယ်။မူလခြံအမှတ်54ရဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒေါအောင်ဆန်းစုကြည်ဟာပိုင်ဆိုင်စေပြီးတထပ်တိုက်နဲ့ကြံမြေတဝက်ကိုဦးအောင်ဆန်းကပိုင်ဆိုင်စေရန် 2016ခုနှစ်မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအမိန့်ကိုဦးအောင်ဆန်းဦးကမတည်နှက်တဲ့အတွက်ခြံဝင်းတစ်ခုလုံးလေးလံဆွဲရောင်းချပြီးတံပိုးငွေတယောက်တစ်ဝက်ခွဲယူရန်အယူခံအစစ်စစ်တင်သွင်းခဲ့ရာ2022ခုနှစ်မှာဦးအောင်ဆန်းဦးရဲ့ရှောက်ထားချက်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတရားရုံးကရှောက်ထားမှုကိုခွင့်ပြုခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးမန္တလေးတိုင်းနထိုးကြီးမြို့နယ် ဝက်လူနယ်မြေရဲစခန်းကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့တယ်လို့နှချိုးကြီး People Defend for ညင်းချံခရိုင်အမတ်လေးတက်ရင်စီကနေတည်ရပါတယ်။ဇွန်လ3ရက်နေ့နေ့လယ်7:00နာရီဝင်းကျင်မှာတမ88လက်အောက်ခံအင်အားတရာဝင်းကျင်ပါတဲ့စစ်ကြောင်းနဲ့နှချိုးကြီးမြို့နယ်မင်းကုန်းရွာအကြားမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ ဝက်လူနယ်မြေရက်စကန်ကိုကျွန်တော်တို့ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်မှာစစ်ကူအဖြစ်ရောက်ရှိလာတဲ့စစ်ကြောင်းကစခန်းထဲဝင်ရောက်ပြီးအင်အားဖြန့်ကျက်တာတွေခရမ်းဖြန့်ကျက်တာတွေရိတ်ခါဖြန့်ကျက်တာတွေလှုပ်တာအဲဒီကနေပြန်ဆုပ်လာတာမှာနထိုးကြီးမင်းငုံရွာအနီးကျွန်တော်တို့ရဲ့ရှေ့ပွိုက်ရှေ့ကင်းနဲ့ထိတွေ့တိုက်ပွဲငယ်အချိန်ခဏအနီးကဖြစ်ခဲ့တာလို့မြင်းကျက်ခရိုင်အမတ်လေးတက်ရင်တပ်ဖွဲ့ဝင်တအူးကပြောပါတယ် ထိတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးထပ်မင်းတေဆုံးခဲ့ပြီးအလောင်းတစ်လောင်းနဲ့ခရဲအချို့ကိုတင်စီရရှိခဲ့ကအဲ့ဒီတိုက်ခိုက်မှုကိုနှထိုးကြီးပီပဲဒက်ဖန်ဖို့မြင်းချန်ခရိုင်အမတ်လေးတက်ရင်နဲ့အမတ်30တက်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါဗျ။ဒါပြင်စကိုင်းတိုင်းပလဲမြို့နယ်အတွင်းမှာလည်းစစ်ကောင်စီတက်ကြတအူပြစ်ခတ်ခံရလို့တေဆုံးပြီးသူထံကနေ BA 94 ဦးစီးတနက်တလက်ရရှိခဲ့တယ်လို့ရင်းမာပင်ခရိုင်တက်ရင်ဆက်ကို Plif Joker PDF တာဝန်ခံကပြောပါတယ်။မနေ့ကဇွန်လ9ရက်နေ့မနက်9:00ခွဲဝန်းကျင်မှာဇီးဖြူကုံကြေးရွာကနေထွက်လာတဲ့တက်ကြက်တဦးဟာ PDF ထိန်ချုပ်နယ်မြေပိုင်နဲ့အတွင်ကိုရောက်ရှိလာပြီးတော့ပြစ်ခတ်ခံရတာလို့ဆိုပါတယ်။စီဖြူကောင်ရွာကနေသူကတနက်တလက်နဲ့ကျွန်တော်တို့ဘက်နေကျွန်လာတာ ျွန်တော်တို့ရဲဘော်တွေကလက်နက်ချခိုင်းတာလက်နက်မချလို့ဝိုင်းပစ်ခတ်ပြီးလက်နက်ကိုတင်စီခဲ့တာလို့ Please Joe က PDF တာဝန်ခံပူပလဲကပြောပါတယ်။တေဆုံးသူမှာမုံရွာနှမခါကအသက်45နှစ်အရွယ်တက်ကြက်မျိုးမင်းထက်ဖြစ်ပြီးသူ့ထံကနေဦးစည်းတနက်တလက်နဲ့နိုင်မမကြီး30တောက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ရှမ်းပြည်နယ်နှောင်ချိုမြို့မှာအပြစ်ခတ်ရက်စဲရေးကျင်းညာထားတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်၍ပြည်သူ၄ဦးပုံစံထိမှန်တမ်းရာရရှိခဲ့ကြောင်း TNN တွေကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ၄ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကနှောင်ချိုဈေးရွက်ကွက်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့မှုကြောင့်ပြည်သူများပုံစံထိမှန်ခဲ့ပြီးနေအိမ်နှလုံးနဲ့ကံဘောစကျောင်းတိုင်းဖုံကြီးကြောင်းတကြောင်လဲလက်နက်ကြီးကြောင့်ထိမှန်ပျက်စီးကြောင်းလဲသိရပါတယ်။ အလားတူဇွန်လ3ရက်နေ့နနက်8:54မိနစ်အချိန်မှာလည်းအကြံဖတ်စစ်ကောင်စီတပ်ကရေဖြူကျေးရွာမှာကံကောကျေးရွာအတွင်ကို drone နဲ့ဘုံ6လုံးပစ်ချခဲ့ပြီးအဲ့ဒီနေ့ညနေ4:00အချိန်မှာလည်းကံကြီးကျေးရွာဘက်ကို drone နဲ့တစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့အနေနဲ့ငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်း စာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်များကိုပြုလုပ်မည်မဟုတ်ဘဲအပြစ်ခတ်ရက်စဲရေးကြီးညာထားခြင်းလည်းဖြစ်ပါတယ်။စစ်တပ်ကအပြစ်ရက်ကာလကိုနောက်ထပ်တစ်လတက်တန်းတိုးချောင်းဇွန်လ2ရက်နေ့မှာထုတ်ပြန်ကြီးညာထားပေမဲ့စစ်ကောင်စီတပ်ကနောက်ချိုမြို့ကိုဆက်လက်တိုက်ခိုက်နေကြောင်းဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီး လေချောင်းရံကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုက်နာဆောင်ရွက်ရန် TNNN ကတိုက်တွန်းထားပါတယ်။ TNNN ပြောရေးဆိုခွင့်ရှိသူလွင့်ရည်ဦးကနောက်ချိုမြို့နယ်မှာစစ်တပ်နဲ့ TNNN အကြားစစ်ရေးတင်းမာနေပြီးစစ်ကောင်စီတပ်ကအင်အားဖြစ်တင်းခြင်းနဲ့လက်နက်ခဲယံများဖြစ်တင်းခြင်းများကိုလှုံ့ဆော်နေကြောင်းလေကြောင်းတိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းတွေကို အချိန်တိုင်းလှုပ်ဆောင်နေ၍ပြည်သူများတတိပြုနေထိုင်ကြရန်မနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလာပါတယ်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့မြန်မာနိုင်ငံတဝန်းတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှဗိုလ်မှူးချုပ်အဆင့်2ဦးအပါအဝင်ဆေးရရှိ18ဦးသေဆုံးပြီးဒုဗိုလ်မှူးကြီး2ဦးစစ်တပ်ပန်းဖြင့်ဖမ်းဆီးရရှိခဲ့ကြောင်းတော်လန်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မေလတွင်စစ်ကောင်စီတပ်မှအရာရှိနှင့်စစ်သည်အများပြားတိုက်ပွဲတွင်တေဆုံးခြင်း ပမော်မှာရဟယင်နှစ်စီးပြစ်ခတ်ခံရပြီးပြက်ကြွေစစ်တပ်မှအရာရှိနဲ့စစ်တီအများပြားတေဆုံးခြင်းအပါအဝင်အရေအတွက်အဖြစ်များစွာတေဆုံးခဲ့တော်လဲထိပ်ပိုင်စစ်အရာရှိကြီးနဲ့ထင်တာမြင်တာတဲ့အရာရှိငယ်တို့ရဲ့တေဆုံးမှုစရင်ကိုပြန်လဲပြုစုရမှာဗိုလ်မှူးချုပ်အဆင့်2ဦးအပါအဝင်စစ်အရာရှိ18ဦးတေဆုံးပြီးတအူးကိုတုတ်ပန်းအဖြစ်ဖမ်းဆီးရရှိမှုကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကရီနီပြည်ဘောလခဲတိုက်ပွဲမှာမေလ6ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့မှတမ66ဖြူဟာမူဘုံမူကြီးအောင်ကျော်တက်ခေါ်ဖုံးဖေ DSA 44တည်ဆုံခဲ့ပါတယ်မေလ၈ရက်နေ့မှာပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချတော့ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ998တပ်ရင်ဌာနချုပ်ကို KNL SOF PDF ပါကာဖာ local PDF နဲ့ drone တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှတပ်ထောက်ဗိုလ်ကြီးရှိုင်းပြစ်အောင်သေဆုံးသွားခဲ့ပါတယ်။ဒါပြင်မေလ18ရက်နေ့တောင်ငူလေတပ်စခန်းကိုတော်လန်ရဲတပ်တွေကတရားခွန်မမရှော့တိုက် drone နဲ့ပစ်ခတ်ခဲ့ရာမှာဒုတိယဗိုလ်ကြီး2ဦးနဲ့ဗိုလ်ကြီး2ဦးသေဆုံးခဲ့ပါတယ်။ အလားတူပဲမေလ16ရက်နေ့မှာတန်တောင်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်မတော်ကြီးတင်တန်းကျောက်ကိုတရားခွန်မမရှော့တိုက်ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာဗိုလ်မှူး3ဦးသေဆုံးသွားကြောင်းလည်းသိရပါဗျ။ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာပို့တဲ့စစ်တပ်ရဟတ်ရင်နှစီကို KIA ကပစ်ခတ်တိုက်ခိုက်ခဲ့ရာရဟတ်ရင်တစီမှာ ရွှေကူမြို့နယ်အတွင်ပြတ်ကျသွားခဲ့ပြီးလေရင်ရဟတ်ရင်မူဗိုလ်ကြီးမြို့ထောင်အပါဝင်လေတပ်အရာရှိ 3ဦးစစ်ပြူဟာမှုအပါအဝင်စစ်သား16ဦးသေဆုံးခဲ့ပါတယ်ဒါပြေမေလာ22ရက်နေ့နနက်9:40မိနစ်အချိန်မှာစကိုင်းတိုင်းဆလင်းကြီးမြို့နယ်ရန်စီဝမ်ပေါင်မှကျင်းနီတွဲကအကာအကွယ်နဲ့လုံခြုံရေးယူပြီးတော့ထွက်လာတဲ့စစ်ကောင်စီတပ်ကိုရင်းမပင်မြို့နယ်အဆက်မှာ မြောက်ရမာတံတားမှာတော်လန်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်မှဗိုလ်မှူးညံထွန်းအပါဝင်စစ်သား၅ဦးသေဆုံးခဲ့ပါတယ်။မေလမှာထူးထူးခြားခြားဖြစ်စဉ်အဖြစ်ရန်ကုန်မြို့မယံကုန်းမြို့နယ်မေလ22ရက်နေ့အငိမ့်စားဗိုလ်မှူးချုပ်ချိုးထွန်းအောင်ကိုတော်လန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဗိုလ်မှူးချုပ်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာမေလ26ရက်နေ့ကကြောက်ဖြူမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်တပ်မ17ဗျူဟာမှုဘုံမှုချုပ်ကျော်မျိုးအောင်အေအေရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားခဲ့ပါတယ်။အလားတူပဲအေအေရဲ့ပြစ်ခတ်မှုကြောင့်ကြောက်ဖြူတိုက်ပွဲမှာခမရ943မှာဗိုလ်ကြီးတဦးလည်းတေဆုံးခဲ့ပါတယ်။စေရရှိတအူစစ်တုပ်ပန်းဖြစ်ဖန်းစီရမိမှုအဖြစ်မေလ30ရက်နေ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မေတ္တတောင်ကျေးရွာတိုက်ပွဲမှာတိုင်းစစ်ဦးမှု ပထမတန်း G1 ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ကိုစစ်တုပ်ပန်းဖြစ် AA ကဖမ်းဆီးရရှိခဲ့ပါရဲ့ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေရှင်။